ကြာတဲ့ငါဘာနာကုတ်ကိုငါကလေးတကောင်ဟာသူ့ဘဝရဲ့တတိယမြောက်နေ့မှာရင်ဆိုင်ရမယ့်စမ်းသပ်မှုတစ်ခုအဖြစ်မီတာတရားမြင့်တဲ့၆ခန်းပါးကနေခုံချပါတယ်။မြေပြင်ပေါ်ကတာရဲတိရစ္ဆာန်တွေရန်ကနေသူ့ရဲ့ဥတွေနဲ့တားပေါက်လေးတွေကိုကာကွယ်ဖို့အတွက်မိဘတွေဟာအလုံးမဆောက်တဲ့ကြောက်ဆောင်မြင့်တဲ့ပြင်ပေါ်မှာအတိုက်ဆောက်ကြပါတယ်။ဒီအမြင့်တွေကအနည်းငယ်ကိုဝေးကွာစေပေမဲ့ဒီနေရာမှာစားစရာဆိုတာလုံးဝမရှိပါဘူး။အသက်ရှင်ဖို့အတွက်ငါကလေးတွေဟာသတိကြီးစွာနဲ့ခုံချရပါမယ်။ကြာတဲ့ငါကလေးဟာ၆ခန်းပါးအစွန် ကိုကိုချောင်းကြည့်လိုက်ပါတယ်မူးဝေစေတဲ့အမြင်ကြီးကြောင့်သူဟာနောက်ပြန်ခြေချော်သွားတဲ့အသက်ရှူတံတွေမြန်လာပြီးကြောက်လက်တကြားတုံရင်နေချိန်မှာအောက်ခြေကမိခင်ကအရေးတကြီးခေါ်နေပါတယ်နောက်ဆုံးတော့တတိကကြောက်စိတ်ကိုလွှမ်းမိုးသွားပြီးနှက်ကလေးဟာသူ့ရဲ့ခြေထောက်သေးသေးလေးတွေနဲ့တွန်းကန်လိုက်တာလေဟာနဲ့လည်းကိုထိုးဆင်းသွားပါတော့တယ်ပြုတ်ကျနေစဉ်မှာသူ့လုံနိုင်တာအားလုံးကတော့အရှိန်ကိုနှိကွေးစေဖို့သူ့ခန္ဓာကိုယ်သေးသေးလေးကိုခြေပြအောင်ဖျက်ချလိုက်တာပါပဲချွန်ထက်တဲ့ကြောက်ဆောင်တွေကနေလန့် လွှဲဖို့အသေးအတန်လေးဖဲကန်ကြောက်နေပေမဲ့အန်ရယ်ကိုရှောင်လွှဲလို့မရပါဘူးရုတ်တရက်သူဟာ၆ကမ်းမပေးကိုရိုက်မိသွားပြီးကန်ထွက်ကထပ်မံလေးဆင်းသွားပါတယ်သူရဲ့နူးညံ့တဲ့ခန္ဓာကိုယ်ဟာအချိန်ချင်းဒဏ်ရာတွေရရှိပြီးနောက်ဆုံးတော့အောက်ခြေကကြောက်တုံးတွေချမှာလိမ့်ဆင်းရာကရပ်တန့်သွားပါတယ်ထိုနေရာမှာစိုးရိမ်ပူပန်နေတဲ့သူရဲ့မိဘတွေစောင့်ဆိုင်နေပါတယ်မမျှော်လင့်ပဲငှက်ကလေးဟာအသက်ရှင်ခဲ့ပါတယ်ဒါပေမဲ့အသက်ရှင်နိုင်ဖို့ဆိုတာရှားပါပြီးဒီခုံချမှုကအသက်များစုကိုဆုံးရှုံးစေပါတယ် မက်ကလေးတွေရဲ့တုံးပုံတပုံခန့်တာအောင်မြင်ကြပါတယ်ပြုတ်ကြတာကနေအသက်ရှင်နေသူတွေတောင်မှစားလောင်နေတဲ့ကြီးကန်းတွေရဲ့တားကောင်ဖြစ်သွားနိုင်တယ်လို့ကူကယ်ရမယ်မက်ကလေးတွေကိုလင်းမြန်စွာဖမ်းယူဖို့ချောင်းမြောင်းနေတဲ့မြေခွေးတွေရဲ့ရံကိုလည်းကြုံတွေ့ရနိုင်ပါတယ်တခါတလေမိဘတွေရဲ့အသေးအတန်ခုခံကာကွယ်မှုအောက်ကနေတောင်ခိုးယူခံရတတ်ပါတယ်ဒီစမ်းတက်မှုကိုခံနိုင်ရရှိတဲ့ကြားတဲ့မက်ကလေးတိုင်းဟာအသက်ရှင်ခြင်းရဲ့အံ့ဖွယ်ရာမှတ်တပါအခြားမရှိပါဘူး